LGBT တယောက်ကိုတော့မခွဲခြားပဲတက်နိုင်တဲ့ဘက်ကနေကူညီပေးခဲ့တဲ့ကိုမင်းမင်းကဲပြည်သက်ကြီးတို့ရေမြန်မာနိုင်ငံလုံးထေရဝါဒနိုင်ငံမှာကြီးပင်းလာပြီး LGBT တယောက်ကိုတော့မခွဲခြားပဲတက်နိုင်တဲ့ဘက်ကနေငွေသားချက်ပေါင်းများစွာလှူဒန်းပေးခဲ့သူကတော့ကိုမင်းမင်းပဲဖြစ်ပါတယ်ကိုမင်းမင်းဆိုတာကတော့အမှုပညာသမားတယောက်မဟုတ်ပေမဲ့သူရဲ့ပြိတ္တတွေကနိုင်ငံကျော်မင်းသားတယောက်မှရှိတဲ့ပြိတ္တတွေနီးနီးမြပြနေခဲ့ပါတယ်။ သူအနေနဲ့ကတော့အစာပိုင်းမှာတန်တိုင်းတစ်ပိုင်းပရိဒါလေးတွေကိုဖန်ပြီးအကျိုးဆောင်ပေးရင်ဆိုရှယ်မီဒီယာပေါ်ရောက်လာတဲ့အခါမှာလူသိများလာခဲ့ရတာလို့ဆိုရမှာပါတကယ်တမ်းမှကြတော့ကိုမင်းမဲဆိုသူဟာလူအများကိုအကျိုးပြုတဲ့ပရိဒါလုပ်ငန်းတွေကိုဇက်တိုက်လုပ်ကင်နေသူဖြစ်ပေမဲ့လည်းဗုဒ္ဓဘာသာဝင်တယောက်တော့မဟုတ်နေခဲ့ပါဘူးဟိန်းသူလူမျိုးတယောက်ဖြစ်ပေမဲ့လည်းလူမျိုးရေးမခွဲကြပဲအမြဲတမ်းဆိုသလိုနိုင်တဲ့ဘက်ကနေနိုင်သလိုအားဖြည့်ကူညီပေးနေခဲ့တာကြောင့်သူ့ကိုယုံကြည်တဲ့သူတွေကလည်းတစားတဲ့တစားများပြားလာခဲ့ပါတော့တယ် ကိုမေမေကအစာပိုင်းမှာတော့ကို့အတွက်ကိုသာစီးပွားရေးတွေလုပ်နေခဲ့ပေမဲ့လေကိုဗစ်ကာလာကြီးရောက်သွားတဲ့အခါမှာတော့လမ်းတကာလှည့်ပြီးကိုပိုင်ကားလေးပေါ်ကိုစံတွေကျက်သွန်တွေတင်ရင်တကယ်လိုအပ်နေတဲ့သူတွေစီလိုက်လံပို့ဆောင်ပေးခဲ့တဲ့အချိန်ကနေစပြီးပရိုက်တာလောကတဲကိုရောက်လာခဲ့တာပဲဖြစ်ပါတယ်။သူကိုတိုင်ကိုကအခြေခံလူဒန်းစားဘဝကနေတက်လာခဲ့တာကြောင့်ငွေတကြက်ကလေးကအစတန်မိုးရှိတာကိုသိချာသိတယ်လို့တကယ်စင်းရဲနွမ်းပါတဲ့လူတွေစီကိုအလူကံပစ္စည်းတွေအကောင်းဆုံးရောင်းနိုင်ဖို့ကိုပဲမျှော်လင့်ထားခဲ့တာဖြစ်ပါတယ်။ ါကြောင့်ပဲသူကိုယ်တိုင်လှူရတာအမရတဲ့အခါမျိုးမှာတော့ပရာဟိတလောကတဲကိုခြေစုံပြစ်ဝင်မယ်လို့ဆုံးဖြတ်ခဲ့ပြီးတကယ်လိုအပ်သူတွေကိုလှူဒန်းနိုင်ဖို့မာတီအလူရှင်တွေပေါင်းဆက်အလူရှင်တွေကိုရှာဖွေပြီးတွားရောက်လှူဒန်းတဲ့အခါမှာလည်း900သားသမီးလုံးတာတုခွန်နိုင်အောင်ဆိုရှယ်မီဒီယာပေါ်မှာတင်ပြီးအများသိအောင်ခြားပြခဲ့ပါသေးတယ်ဒီလိုမျိုးအချက်တွေကြောင့်ပဲကိုမင်းမင်းဆိုတဲ့နာမည်တလုံးဟာပရာဟိတမင်းသမီးကြီးခိုင်နှင်းဝေပြီးရင်စိတ်အချရာဆုံးနဲ့အယုံကြည်ရာဆုံးပရာဟိတအကျိုးဆောင်သူတရားပြစ်နေခဲ့တယ်လို့တခုခုဖြစ်ပြီးဆိုတဲ့အခါတိုင်းကိုမင်းမင်းစီမှာလှူဖို့ကိုပဲအရင်ဆုံးတတိယနေကြပါတော့တယ်။ ကိုမိမိအနေနဲ့ကလည်းသူ့စီမှာလာလူပေးတဲ့လူရှင်တွေကိုနည်းနည်းလေးမှစိတ်မပြတ်ရအောင်တကယ်လိုအပ်သူတွေစီကိုသာပေးလူပြီးပေးခဲ့တဲ့ငလျင်ဘေးကြီးအတွက်လည်းအားရပါးရလှူဒန်းမှုတွေပြုလုပ်ခဲ့ပါသေးတယ်။သူ့အနေနဲ့ကတော့ကိုပိုင်ငွေကြေးတွေမဟုတ်ပင်မဲ့လည်းလှုံ့ဆော်ပေးသူတယောက်ဖြစ်နေတာကြောင့်မြန်မာနိုင်ငံမှာကတော့သူ့လိုမျိုးစိတ်ရင်းရှိသူတွေများပြားလာစေဖို့ပဲဆုတောင်းနေခဲ့ကြပါတော့တယ်။အခုချိန်မှာဆိုရင်လည်း LGBT အမျိုးသမီးတယောက်ကိုကင်ဆာရောဂါမဖြစ်လာစေဖို့အရေးအလွန်ငွေကျပ်နှစ်သိန်းခွဲတိတိကိုလိုအပ်တဲ့နေရာတွေမှာအသုံးပြုနိုင်ဖို့ထပ်မံလှူဒန်းခဲ့ပြီးပဲဖြစ်ပါတယ်။ ဒီအမျိုးသမီးကတော့ AGBD တယောက်ဆိုတဲ့အတိုင်းရင်သားဆီလီကွန်ကိုတက်နိုင်တဲ့ဘက်ကနေနိုင်တယ်လို့ထည့်ထားခဲ့ပေမယ့်အချိန်ကြာလာတဲ့အခါမှာတော့ side effect တွေရှိလာတာကြောင့်ဒီရင်သားကိုမဖြစ်မနေပြန်ခွဲစိတ်ရမယ့်အခြေအနေတစ်ခုကိုရောက်လာခဲ့ပါတယ်။သူမအနေနဲ့ကလည်းစီးပွားရေးတွေကအရင်လိုမဟုတ်တော့တာကြောင့်ရင်သားပြန်ခွဲစိတ်ဖို့ကတော့ငွေကြေးအင်အားကမပြည့်စုံနေတာမို့ကင်ဆာဖြစ်လာရင်လည်းဖြစ်လာပါစေတော့ဆိုတဲ့စိတ်နဲ့ငြိမ်နေခဲ့တာပဲဖြစ်ပါတော့တယ်။ဘလို့ပဲဖြစ်ဖြစ်ပါကိုမင်းမင်းကတော့ဘသူတွေဘာပဲလို့လို့တပတ်တလန်းကနေအမြဲတမ်းရှိနေပေးတာမို့တကယ်ကိုမှသူတော်ကောင်းတယောက်လို့ဆိုရမှာပါဗျာ ဆိုတော့ပရိသတ်ကြီးတို့လည်းသူ့ရဲ့အလူလေးတွေကိုကြည်ပြီးမူတီတာပွားပေးလိုက်ကြပါအောင်ဗျာဟုတ်ကဲ့ပါအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နော်လဲမြန်မာနိုင်ငံကဆယ်လီအကြောင်းအရာတွေအနုပညာရှင်အကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် channel လေးကို like and follow လုပ်ထားပေးဖို့အတွက်တောင်းဆိုလိုက်ရပါတယ်ခင်ဗျာအားလုံးပဲရှင်လန်းချမ်းမြေကြပါစေနောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်ခင်ဗျာ